ရုပ်ရင်ချောင်းမောတဲ့တာဖြစ်သူကြောင့်ရောက်လျာမှာရောက်ခမကြီးလို့ခေါ်ခံနေရတဲ့ယတနာခင်ယတနာခင်ကတခိတခါတော့ကနာမည်ကြီးတဲ့မင်းမီတယောက်ဖြစ်ပြီးတော့ဇကားရီမှာအောင်မြင်ခဲ့ပါတယ်။ဒူးကြတဲ့အလှပိုင်ရှင်ဖြစ်လို့ VCD သချင်းတွေမှာတရုပ်ဆောင်ခဲ့တဲ့ယတနာခင်ကမိကလေးချင်းချင်းအပေးမှုတွေကိုတောင်းရရှိခဲ့သူပါရှင်။နာမည်ကြီးမင်းသားတွေနဲ့ပဲတွေ့ဖက်တရုပ်ဆောင်နေရှိတဲ့ယတနာခင်ကအလှဆူထားတယ်လို့ထင်ရလောက်အောင်ကိုစက်တီရှိခဲ့ပါတယ်။အရင်အမောင်မျက်နှာအလှပတွေကပြည့်စုံနေတဲ့တရုပ်ဆောင်ကောင်းခဲ့တဲ့ယတနာခင်ကအောင်မြင်နေတဲ့ချိန်မှာပဲ2005ခုနှစ်မှာကိုစိုးလှိုင်အောင်နဲ့လက်ထပ်သွားခဲ့ပါတယ်။ ယ်။ယတနာခင်ကလက်ထက်ပြီးတဲ့နောက်မှာတားသုံးယောက်ကိုမူဖခဲ့ပြီးတားကြီးကအခုဆိုရင်တော့အသက်16နှစ်အရွယ်ကိုရောက်နေခဲ့ပါပြီ။သိမ်းပေါင်းများစွာကျောဝချမ်းသာပေမဲ့ကျောဝချင်းမရှိပဲအေးစစ်စစ်ပဲနေထိုင်တတ်တဲ့မိသားစုဖြစ်ပါတယ်။ယတနာခင်တို့မိသားစုကအလှအကျန်းကိုအဆက်မပြတ်လုပ်ကြပြီးမော်ဘီရင်တိုက်ပင်အုပ်စုမှလည်းသိမ်းပေါင်းတောင်းခွဲကျော်တန်ဖိုးရှိတဲ့မြင့်ထွန်းအောင်ကြောက်စိန်ကျောင်းမြေယတနာသာသနာ့ဓမ္မပိမှန်တော်ကြီးကိုလှူဒန်းခဲ့ပူပါတယ်။ယတနာခင်ရဲ့အသားတွေကအလှတွေမှာအမျက်တွေ့ရပြီးဒီနှစ်တော့အတွက်မှာတော့အရွယ်ရောက်လာကြပါပြီ။တားကြီးဖြစ်သူကဆက်ကျော်တဲ့မိန်းကလေးတွေသဘော ောကြားလောက်တဲ့အယုတ်ရအနေထားရှိနေလို့ယဒနာခင်ကိုရောက်ခမကြီးလို့ခေါ်နေကြပါတယ်။ယဒနာခင်ရဲ့သား၃ယောက်ချဲမှာသားကြီးကအသက်၁၉နှစ်အရွယ်ရှိပြီဖြစ်ပြီးသားလက်က၈တန်းနဲ့သားငယ်ကတော့၆တန်းရောက်သွားပါပြီ။ အသက်19နှစ်အရွယ်သားကြီးကမြန်မာတဲ့အရေးအမောင်းနဲ့တင်းကျင်းအေးဆေးတဲ့ပုံစံဖြစ်နေလို့မိန်းကလေးတွေကသဘောကျအောင်သားမကရုပ်ရှင်မင်းသားလုပ်ဖို့ကိုတောင်းပြောနေကြပါတယ်။ဒါကြတော့အမှုပညာရှင်တွေရဲ့ကလေးတွေကလည်းကြော်ညာတွေမှာတယောက်ဆောင်နေပြီဖြစ်လို့သူ့ကိုလည်းအမှုပညာလောကတွေကိုဝင်ဖို့အတွက်တိုက်တွန်းနေကြပါတယ်။အမေဖြစ်သူကတချိန်ကနိုင်မြကြီးမင်းသမီးဆိုတဲ့အရှင်ဝါရှိတာကြောင့်အဖေမြတ်သူတွေကလည်းအစင်းသင့်ရှိနေကြပါတယ်။ယရနာခင်ရဲ့သားတွေကတော့အမေဖြစ်သူကနိုင်မြကြီးမင်းသမီးဖြစ်တာကိုဂုဏ်ယူပေမဲ့တယောက်ဆောင်တော့မလုပ်ဘူးလို့ဆိုပါတယ်။မိဘတွေကနိုင်မြကျော်တွေဖြစ်နေရင်သားသမီးတွေကလူတွေကြားထဲမှာအယုံဆိုင် ာတွေလည်းခံရလို့လွတ်လွတ်လပ်လပ်နေခြင်းနဲ့ယတနာခင်းရဲ့သားတွေကရုပ်ရှင်မင်းသားတွေတော့မလုပ်ကြပါဘူး။အရွယ်ရောက်လာပြီးတဲ့နောက်မှာချုံမလှပတဲ့သားကြီးကိုမိန်းကလေးတွေကသဘောကျနေလို့လေယတနာခင်းကစိတ်မဆိုးဘူးလို့ဆိုပါတယ်။ခစ်တီကပြောင်းလဲလာပြီးဖြစ်တဲ့နောက်မှာပွင့်လန်းလာကြပြီးတော့ချစ်ခင်လို့ရောက်ခမကြီးလို့ခေါ်ကြတာကိုယတနာခင်းကလည်းနားလည်ပြီးထားပါတယ်။ဒါပေမဲ့သားဖြစ်သူကိုတော့အသက်30ရောက်မှလက်ထက်ရမယ်လို့ယတနာခင်းကကြွတင်ပြီးတော့ပြပြထားပါတယ်ရှင်။ယတနာခင်းကအောင်မြင်တဲ့မင်းသမီးအလုပ်ကိုဆွလွတ်ပြီးတော့သားတွေရဲ့ပညာရေးကိုဦးစားပေးခဲ့တာပါ။သားကြီးမွေးပြီးတော့နှစ်အနည်းငယ် ထိအနုပညာအလုပ်တွေကိုလုပ်ပေးမယ်။နောက်ပိုင်းမှာတော့ကလေးတွေကိုပဲဦးစားပေးခြင်းလို့အားလုံးကိုရန်နာလိုက်ပါတော့တယ်။သူနဲ့တခေတ်တန်းမှာပေါ်ထွက်ခဲ့တဲ့မင်းသမီးတွေကအောင်မြင်နေပေမဲ့ယရနာခင်ကတော့သားတွေအတွက်သူ့အောင်မြင်မှုတွေကိုနောက်ပို့ထားခဲ့တာပါ။လွန်ခဲ့တဲ့နှစ်ကပဲယရနာခင်ရဲ့ခင်မွန်းတွေကကိုလွန်သွားခဲ့ပြီးတော့သားသုံးယောက်နဲ့ကြိုင်ရင်ခဲ့ပါတယ်။ခင်မွန်းဖြစ်တဲ့ကိုစွန်းလန်ဦးကကိုပိုင်စီဝိုင်းလုပ်ငန်းရှင်တယောက်ဖြစ်ပြီးကွန်ပျူတာလောကမှာတော့နာမည်ကြီးတဲ့သူပါ။ 2024ခုနှစ်စတေမာလာမှာရတနာခင်းရဲ့ခင်မွဖြစ်တဲ့ကိုစိုးလိုင်ဦးကကင်ဆာရောဂါကြောင့်ကိုလွန်သွားခဲ့ပြီးတားရီအတွက်ပဲပူကျူးစားခဲ့ပါတယ်။အိမ်တော်သက်နှစ်20နီးပါးမှာကိုလွန်သွားတဲ့အတွက်ရတနာခင်းကစိတ်မကောင်းဖြစ်ရပေမဲ့တားရီကငယ်သေးတာကြောင့်ကလေးတွေအတွက်အာတင်းခင်ရပါတယ်။အခုတော့ရတနာခင်းကအမှုပြနာအလုပ်ကြီးကိုရပ်နားလိုက်ပြီးစီးပွားရေးတွေကိုပဲလုပ်ကိုင်နေပါပြီ။စကားတွေကိုပြန်ကြည့်တိုင်းမှာလုပ်ခဲ့တဲ့အလုပ်ကိုလွမ်းမိမဲ့အမှုပြနာအလုပ်တွေကိုတော့ပြန်မလုပ်ဖြစ်တော့ပါဘူး။ခင်မွတဲ့ကိုလွန်တဲ့နောက်မှာတော့တားသုံးယောက်ကလည်းအမိအပေါ်မှာအရင်ကထက်တိတဲ့အိမ်မှလာခဲ့ပါတယ်။တားသ 3ယောက်လုံးကလည်းလိမ်မရေးချရှိတာကြောင့်ယရနာခင်းကအကုန်ယူနေရသူပါရှင်။ယရနာခင်းရဲ့တစ်ချိန်ကဇကားတွေကိုကြည့်ခဲ့ဦးတဲ့ဆိုရင်ကွန်မန့်မှာပြပြပေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။